မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဂီနီပြည်နယ်ကဘောလခဲမျိုးသိမ်းတိုက်ပွဲမှာအချမ်းဖက်စစ်ကောင်စီဘက်ကဘုံဘူးမျိုးမင်းသူအပါဝင်စစ်ကောင်စီတပ်သားတော်တော်များများဟာအသီးသီးတေကုန်ကြပြန်တဲ့အပြင်နောက်ထပ်စစ်သားတွေကိုလည်းတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားရုံနဲ့မကလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိထားတယ်ဆိုပါတယ်။ မုံပြင်းနယ်ကတထုံမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်အကြီးအကျယ်လိုက်စုနေတဲ့အကြပ်ဖက်စကောင်းစီဘက်ကစစ်မှုထမ်းဟောင်းကြီးစောဆိုသူနဲ့ချွေးမဖြစ်သူကိုပြစ်ခတ်ခံရပြီးနှစ်ဦးစလုံးသေကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ဂီနီပြည်နယ်ကဘလခဲမျိုးတင်းတိုက်ပွဲမှာအချက်ဖက်စစ်ကောင်စီဘက်ကဗိုလ်မှူးမျိုးမင်းသူအပါဝင်စစ်ကောင်စီတပ်သားတော်တော်များများဟာအသီးသီးတိုက်ကုန်ကြပြန်တဲ့အပြင်နောက်ထပ်စစ်သားတွေကိုလည်းတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားရုံနဲ့မကလက်နက်ခင်းရံတွေလည်းတင်းစီရရှိထားတယ်လို့ KAC ရဲချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ16ရက်နေ့ကစပြီးဘလခဲမျိုးမှာနောက်ဆုံးကြံနေတဲ့စစ်ကောင်စီတရင်၃ခုကိုတော်လိုင်းပူပေါင်းတပ်တွေကအပိတ်သိမ်းပိုက်နိုင်မှုအတွက်စာတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ စေကောင်းစီဘက်ကဘုံမှုမျိုးမင်းသူအပါဝင်စစ်သားတော်တော်များများဟာပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသိမ်ကုန်ကြပြန်တဲ့အပြင်နောက်ထပ်စစ်သားတွေကိုလည်းတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားရုံနဲ့မကလက်လက်ခဲရန်တွေလည်းသိမ်းဆီးရရှိထားပြန်တယ်လို့ KACA ချုပ်ဘုံမှုကြီးဖုံးနိုင်ကပြောထားပါတယ်လက်ရှိမှာတော့ဘော်လကဲမြို့ကိုအပိသက်သိမ်းပိုက်နိုင်မှုအတွက်တော်လိုင်းပူပေါင်းတက်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးအဲ့ဒီဘော်လကဲမြို့မှာစစ်ကောင်စီရဲ့လက်ကျန်တပ်ရင်း၃ခုဟာ စစ်ကူပိုတာတွေစစ်အင်အားဖြည့်တာတွေနဲ့လာရှုပ်နေတဲ့အတွက်ဒီတခါတော့အပိသိမ်းလိုက်တော့မယ်လို့လေ KAC ရေးချုပ်ဘုံကြီးဖုန်နိုင်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာလေမွန်ပြည်နယ်ကတထုံမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းတသားတဲ့အဖြစ်အကြီးအကျယ်လိုက်စုနေတဲ့အကြံဖက်စကောက်စီဘက်ကစစ်မှုထမ်းဟောင်းကြည်စောဆိုသူနဲ့ချွေးမဖြစ်သူတို့ပြစ်ခတ်ခံရပြီးနှစ်ဦးစလုံးသေကုန်ကြပြီလို့ပြည်သူဘက်တော်သားအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ19ရက်နေ့ကပဲ တထုံမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်အကြီးအကျယ်လိုက်စုနေတယ်အကြဖက်စကောက်စီဘက်ကစစ်မှုထမ်းဟောင်းကြီးစောဆိုသူနဲ့ချွေးမဖြစ်သူတို့ကိုတော်လိုင်းရဲဘော်တွေကတွားရောက်ဖမ်းဆီးပြီးခေါ်လာတဲ့အချိန်ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခံရပြီးနောက်ဦးစလုံးသေကုန်ကြပြီလို့ဆိုပါတယ်အဲ့ဒီစစ်မှုထမ်းဟောင်းကြီးစောဆိုသူနဲ့ချွေးမဖြစ်သူတို့ဟာစစ်တပ်အမကန်ထောက်ခံတဲ့သူတွေဖြစ်တဲ့အပြင်ချွေးမဖြစ်သူဟာလည်းသူ့ယောက်ျားယာအိမ်မှုကြော်သူဟိန်ဆိုသူအာကိုနဲ့ ရက်ကွက်နေပြည်သူတွေကိုပါစစ်မှုထမ်းစင်းရင်လိုက်ကောက်တာတွေရောက်ခမဖြစ်သူစစ်မှုထမ်းဟောင်းကြည်စော်နဲ့အတူလူငယ်တွေရဲ့နေအိမ်တွေကိုလက်ညှိုးထိုးပြပြီးစစ်မှုထမ်းမှုဖမ်းဆီးခိုင်းတာတွေလုပ်နေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုပါနှီးမျိုးစုံဖိနှိပ်ချင်းချောင်းနေကြတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့ပြည်သူဘက်တော်သားအဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကထိုင်းနိုင်ငံကိုအလုံသမားစေလုံးမှုတွေအတွက်အဆင့်ပေါင်းများစွာထတ်တိုးကန့်သတ်လိုက်တဲ့အပြင် အေဂျင်စီတွေကိုလည်းအလုတ်ခေါ်စားတစောင်းကိုအလုတ်သမားအယောက်90နှုန်းမဲတလတစ်ကြိမ်သာခေါ်ခွင့်ပြုတော့မယ်လို့စစ်ကောက်စီကိုယ်တိုင်ထုတ်ပြန်ကြေညာလာပြန်ပါတယ်။အဲဒီလိုစစ်ကောက်စီရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာလက်ရှိထိုင်းနိုင်ငံကိုမြန်မာလူသမားစေလွတ်ဖို့အတွက် လုပ်ငန်းစဉ်တွေလုပ်ရမှာနောက်ထပ်အဆင့်73ခုကိုထပ်တိုးကန့်သတ်လိုက်ပြန်တာဖြစ်ပြီးအဲ့ဒီထဲမှာ အေဂျင်စီတွေကအလုတ်ခေါ်စာတွေကိုသူတို့စီအရင်တင်ပြရမှာတွေသူတို့ကတဆင်အဲ့ဒီအလုတ်ခေါ်စာတွေကိုစီစစ်မှာတွေအလုတ်သမားနဲ့စာချုပ်ချုပ်ဖို့ကိစ္စတွေကိုသူတို့စီတင်ပြရမှာတွေကစပြီးအလုတ်သမားတွေပြည်တွင်းပြန်ဝင်လာမဲ့ကိစ္စရက်တွေအစုံအစင်စင်တက်မှတ်ထားပြန်ပါလေအဲ့ဒီလိုစကောက်စီရဲ့အလုတ်သမားဝန်ကြီးဌာနကနေပြပအလုတ်သမားစီလုပ်ဖို့အတွက်နောက်ထပ်အစင်ပေါင်း73ခုကိုထပ်မံကန့်သက်ထပ်တိုးလိုက်တာကြောင့်အလုတ်သမားတစ်ခါပို့ဖို့အတွက်၄လကနေ၆လလောက်အထိကြာသွားမှဖြစ်တယ်လို့ ဒီကြတဲ့အလုတ်ခေါ်စာတစ်ခုကိုတလမလို့ဒီမှာအယောက်90နှုတ်မဲ့ခေါ်ခွင့်ရှိတယ်ဆိုပြီးတတ်မှတ်ထားပြန်တာဖြစ်တဲ့အတွက်အခုလိုစစ်ကောင်စီရဲ့ထတ်တိုးကန့်သတ်မှုတွေဟာပြည်ပအလုတ်ကန်အေဂျင်စီတွေအတွက်တော့တော်တော်ကိုအခက်တွေ့မဲ့အခြေအနေပါပဲလို့ရန်ကုန်မြို့ပြည်ပအလုတ်ကန်အေဂျင်စီပတ်ရှင်တဦးကပြောထားပါတယ်ဒါတောင်ထိုင်းနိုင်ငံအတွက်အလုတ်သမားပို့မဲ့ကိစ္စမှာတည်းအခုလိုကန့်သတ်မှုတွေတိုးမြင့်လိုက်တာဖြစ်ပြီးနောက်တဲ့ဂျပန်ကိုရီးယားစင်ကာပူမလေးရှားနဲ့အခြားနိုင်ငံတွေကိုအလုတ်သမားစေလွှတ်မှုတွေအတွက်လည်းကန့်သတ်ချက်တွေကိုထပ်ပြီးထုတ်ပြန်ကြေညာမှာဖြစ်တယ်ဆိုပြီးတော့ပါ ဒီကနေ့မတ်လ22ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါရပြန်သတင်းစာတွေမှာဖော်ပြထားပါသေးတယ်ခင်ဗျတဖက်မှာလေအကြမ်းဖက်မင်းအောင်လည်းကမြန်မာနိုင်ငံမှာသူတို့စစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေမလုံဆောင်ဘူးလို့ပြောနေပြီမဲ့တဖက်မှာတော့မြင်းကြံမြို့နယ်ကန်စင်ကျေးရွာကိုသူတို့စစ်တပ်ကပဲလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အရသာပြည်သူတို့ဦးတည်ဆုံးခဲ့ရပြန်ပြီးနေအိမ်တွေလည်းမိလောင်ပြချခဲ့ရပြန်တယ်လို့မြင်းကြံမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မတ်လ20ရက်နေ့ကပဲ မြင်းညံမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာကန်ဆင်ကြေးရွာကိုအချက်ဖက်စကောက်စီတက်ကရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ကြေးရွာတွေကအသက်40ရွယ်ဦးလာဆိုတဲ့သူတိတ်ဆုံးခဲ့ရတဲ့အပြင်နေအိမ်တွေလည်းမိလောင်ပျက်စီးခဲ့ရတယ်ဆိုပါတယ်တဖက်မှာတော့အချက်ဖက်မင်းအောင်နိုင်ကိုရိုင်းကမြန်မာနိုင်ငံမှာချက်ဖက်မှုတွေကိုသူတို့စစ်တပ်ကမလုပ်ဘူးဆိုပြီး foreign တစ်ခုကလူလေကောင်းမှာပေါ်ပေါ်တင်တင်ဗျောင်ကြကြလိန်လေပြောဆိုသွားခဲ့ပြီမြေ တဖက်မှာတော့အခုလိုရတပီသူတွေနေထိုင်ရနေရာတွေကိုသူတို့စစ်တပ်ကပဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေအပါဝင်နှီးပေါင်းစုံနဲ့အကြက်ဖက်တိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေလည်းအမြောက်အများသိဆုံးခဲ့ရပြီးဖြစ်တယ်လို့အိုးအင်ဆောက်ဦးပေါင်းများစွာလဲဒုနဲ့ဒိတ်ကိုပျက်စီးဆုံးရှုံးခဲ့ရတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့အကြက်ဖက်စစ်ကောင်စီကိုလက်နက် ရောင်းချပေးနေတဲ့အိန္ဒိယစစ်လက်နက်ကမ်ပဏီစီကနေရင်းနှီးမြှုပ်နှံမှုတွေကိုဆွီဒင်ပင်စင်ရမုံငွေအဖွဲ့ကပြန်လဲရုတ်သိမ်းလိုက်ပြီလို့ Justice for မြန်မာကထုတ်ပြန်လိုက်ပါတယ်။ဒါကတော့လက်ရှိမြန်မာနိုင်ငံမှာပြည်သူတွေကိုနှီးပေါင်းစုံနဲ့အကြမ်းဖက်တပ်ဖြတ်နေတဲ့စစ်ကောင်စီအတွက်လက်နက်ရောင်းချပေးနေတဲ့အိန္ဒိယစစ်လက်နက် company BEL ကိုအရေးယူတဲ့အနေနဲ့အဲ့ဒီ company မှာယင်းနှမြုံနှံထားတဲ့ share တွေအားလုံးကို Sweden ပင်စင်ရမုံငွေအဖွဲ့ကပြန်လဲထုတ်ယူပြီးယင်းနှမြုံနှံမှုစရင်ကနေပြန်လဲရုပ်သိမ်းလိုက်တယ်ဆိုပါတယ်။အဲ့ဒီ BEL အိန္ဒိယစစ်လက်နက် company ကနေမြန်မာစစ်အုပ်စုရဲ့စစ်ရင်ရင်တွေအတွက် radar စနစ် လေချောင်းရန်ကာကွယ်ရေးစစ်လက်နက်အထိုင်စကန်ရေဒီယိုစနစ်တွေနဲ့စက်ပစ္စည်းကရိယာတွေကိုရောင်းချပေးခဲ့တာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဒီလိုမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေတဲ့ BEL company ကနေ Sweden ပင်စင်ရမုံငွေအဖွဲ့ကယင်းနှမြုံနယ်မှုတွေကိုပြန်လည်ရုပ်သိမ်းလိုက်တာဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကိုလုံးဝလက်မခံတဲ့အကြောင်းပြက်ပြက်သားသားသတင်းစကားပါလိုက်တာလည်းဖြစ်တယ်လို့ Justice for မြန်မာရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရင်နာမောင်ကပြောထားတယ်လို့ အဲ့ဒီ BEL company ကိုမြန်မာစစ်အုပ်စုအတွက်စစ်လက်နက်ရောင်းချမှုကြောင့် Nordea Bank အပြင် Norway နိုင်ငံဒဏ္ဍရမုံငွေအဖွဲ့ကလည်းယင်းနှိမ့်နှံ့မှုစရင်ကနေထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တိကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ